ရခိုင်ပြည်နယ်မောင်းတော်မြို့နယ်ဒုချီရတဲ့အနောက်ရွာမှာဖြစ်ပွားခဲ့တဲ့နေရွက်ွက်မီးလောင်မှုဖြစ်စဉ်ဟာကြိုတင်ပြင်ဆင်မီးရှို့ခြင်းဖြစ်တယ်လို့စစ်ဆေးတွေ့ရှိရကြောင်းအစိုးရတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဖြစ်စဉ်မှာဇန်နဝါရီလ28ရက်နေ့ည8:45မိနစ်အချိန်မှာ မောင်းတော်မြို့နယ်ဒုချီရတဲ့ကျေးရွာအုပ်စုဒုချီရတဲ့အနောက်ရွာမှာနေထိုင်တဲ့ဦးအပူဆွေရောဟာ၎င်းရဲ့နေအိမ်ကိုမီးရှို့ထွက်ပြေးခဲ့ပြီး ပတ်ဝန်းကျင်ကမြေဆိုင်တဲ15လုံးကိုကူးဆက်လောင်ကျွမ်းခဲ့တာကြောင့်မောင်းတော်မိသက်စခန်းတာဝန်ရှိသူတွေမိသက်ရင်တစီအပေါ့စားမိသက်ဆက်နှလုံးလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တွားရောက်ခဲ့တယ်လို့မောင်းတော်မြို့နယ်မိသက်စခန်းကသိရပါဗျ။မိလောင်မှုဖြစ်စဉ်မှာနေအိမ်16လုံးမိလောင်ကျွမ်းခဲ့ပြီးကာလတံမိုး15သိန်းခန့်ဆုံးရှုံးခဲ့ကမိမိနေအိမ်ကိုမီးရှို့ထွက်ပြေးတယ်လို့ယူဆရတဲ့ဘင်္ဂါလီလူမျိုးတအူးကိုအမှုဖွင့်အရေးယူထားပြီးလက်ရှိမှာ တရခန်နဲ့ရွာသားတွေဟာထွက်ပြေးတန်းဆောင်နေစေဖြစ်တယ်လို့သိရပါဗျ။မိလောက်ကြောင့်မူကြောင့်ထိခိုက်ဒဏ်ရာရရှိမှုနဲ့အသေးအပြောက်မရှိဘူးလို့သိရပါဗျ။မောင်းတော်မြို့နယ်မိသက်စခန်းတာဝန်ခံဒုမိသက်ဦးစီမှုဦးမျက်နိုင်ကရွာကိုရောက်တဲ့အခါရွာအတွင်းပိုင်းမှာနေရောင်ကွဲပြီးမိလောင်နာကိုဆစ်ဆီးတွေ့ရှိခဲ့ပြီးနေအိမ်နှလုံးကိုကူးဆက်မလောင်ကျွမ်းအောင်ထိန်းထားနိုင်ခဲ့တယ်လို့ပြောပါဗျ။ကြံခဲ့တဲ့အိမ်မှာလည်းမိကူးဆက်လာအောင်ကောက်ရိုးခွေကို ခေါင်းမိုးပေါ်နဲ့တွဲထားတာကိုတွေ့ရတာကြောင့်တမင်ရည်ရွယ်ပြီးလှုပ်ဆောင်တာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါရယ်။လက်ရှိမှာတော့မိမိအိမ်ကိုမီးရှို့ပြီးထွက်ပြေးတိမ်းရှောင်နေသူဦးအပူဆွေရောကိုပါ16မြေဆောင်2014မြေဆောင်436နဲ့မောင်းတော်မြို့နယ်ရဲစခန်းမှာအမှုဖွင့်အရေးယူထားပြီးတရက်ခန့်ဟာထွက်ပြေးတိမ်းရှောင်နေစေဖြစ်တယ်လို့သိရပါရယ်။ မီးလောင်မီထွက်ပြေးတဲဆောင်နေကြတဲ့ဘင်္ဂါလီအမျိုးသားတွေဟာဖမ်းဆီးမှုမရှိပါကပြန်လာမှာဖြစ်တယ်လို့ပြောဆိုကြပြီးလက်ရှိမှာတော့တဲဆောင်နေကြဆဲဖြစ်ကြောင်းအဆိုပါကြေးရွာသားတဦးကသက်ဆိုင်ရာရဲ့မင်းမြန်ခြင်းကိုပြန်လဲဖြစ်ကြခဲ့ပါတယ်။ရှို့မီလို့ယူဆရတာကကြိုတင်စီစဉ်ပြီးတပြိုင်တည်းဆောင်ရွက်တာကြောင့်ဖြစ်ပြီးနိုင်ငံတကာအဖွဲ့တွေလာမဲ့အချိန်မှာဒီလိုမျိုးဖြစ်တာဟာနိုင်ငံတကာရဲ့အမြင်မှာစန့်ကျင်ဘက်အမြင်တွေဖြစ်အောင်ကြံစီတဲ့လုပ်ရလို့ပြောလို့ရကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်ဆန်းကပြောပါရယ်။ လက်ရှိမှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့ကျေးရွာမှာတယောက်မှမကျန်တော့ဘဲစားနပ်ရိခါတွေပါမကျန်ယူဆောင်ကအနည်းအနားကကျေးရွာတွေကိုတိမ်းရှောင်နေစေ ဖြစ်တယ်လို့သိရပါဗျ။ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေလုံခြုံရေးအဖွဲ့တွေကလွှတ်တော်ကိုယ်စားလှယ်နဲ့အတူဒေသခံတွေနဲ့တွေ့ဆုံကမိမိတို့ကျေးရွာကို ပြန်လာကြဖို့အစည်းအရုံးပြောဆိုနေရလို့သိရပါဗျ။မီးလောင်မှုဖြစ်ပြီးတွေ့ရှိရတဲ့ဘင်္ဂါလီအမျိုးသမီးတအူးကိုတော့ခေါ်ယူစစ်ဆေးပြီးဖြစ်တာကြောင့်၎င်းရဲ့ဆွေမျိုးတွေထံကိုပြန်လည်ပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းက AP သတင်းဌာနနဲ့ ARD သတင်းဌာနတို့ကမောင်းတော်မြွနဲ့ဒုချီရရန်ကျေးရွာမှာအကြမ်းဖက်မှုတစ်ရက်ဖြစ်ပွားခဲ့တဲ့အတွက်မွတ်စလင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေအသက်ခံရကြောင်းမောင်းတော်မြွနဲ့ဒေသခံတအူးရဲ့အဆိုအရတေဆုံးသူ40ခန့်ရှိကြောင်းတေဆုံးသူအချို့ရဲ့ဒဏ်ရာတွေဟာဓာတ်ဒဏ်ရာတွေသာဖြစ်တယ်လို့တစ်ဖက်သက်ဆွတ်ဆွဲဖော်ပြခဲ့တာတွေဟာတည်င်းမှားတွေသာဖြစ်တယ်လို့အဆိုအရကရှင်းလင်းခဲ့ပါတယ်